ိုင်းဒီမှာနေသမှာရှိတဲ့ tip black ကစခန်းကို GNU နဲ့ PDF ပူအောင်တပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်တယ်ဆိုတော့တရင်ဟေးယိုချစ်ပလီတဲ့ဂျင်မီအားလုံးမင်္ဂလာပါ Jazz Solution ကနေပြန်လဲကျဆောလိုက်ပါတယ်အခု Jazz နဲ့အတူကြမ်းအထူးသတင်းလေးတွေကကိုစီတန်ဆက်ပြီးတဲ့နော်တရင်ထူးတရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟုတ်ပြီထုံးဆန်တဲ့ Jazz နဲ့တို့ဆောင်တွေလိုက်ပါကြည့်စုပို့တဲ့ဖိတ်ခေါ်ပါတယ်ကဲဟုတ်ပြီစားလိုက်ကြအောင်နော် Let's go ကဲအမေရိကန်နေအီရန်ကိုဆော်တဲ့ဟာကိုဝမ်းတာမနေကြတယ် မြမာပြည်မှာတဲ့အီးဆိုနန်တဲ့ကောင်းလေးကိုအမိသားတွေစောတဲ့ဟာတွေဝမ်းသာကြအောင်နော်ထိုင်းမှာနေဆက်မှာရှိတဲ့ triplet ကစခန်းကို KNU နဲ့ PDF ပူအောင်တပ်ဖွဲ့တွေကတင်ပိုက်လိုက်တယ်ဆိုတော့တည်နော်ဟိုမှာသူ့အတူကဘာမှဘလို့ဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးကတော့ရှင်းပါတယ်သူတို့လည်းသူတို့အာရုံနဲ့သူတို့ရှုပ်နေတာအခုလက်ရှိ Iran ကိုစော်တဲ့စစ်စင်ရေးစုတာသူတို့တချင်းတစ်ဖုတ်ကိုတန်စင်နဲ့ ဟုတ်တယ်မလားဂီတာဓမားနဲ့လီဓမားနဲ့အဲရတန်ဓမားနဲ့ပြီးလို့ရှိရင်အဲတီဝိုင်းတဝိုင်းတန်းစင်ကတ်အောင်လေ့ကျင့်ပြီးမှတချင်းတစ်ခုထွက်လာသလိုပဲအခုဒီနေ့အမေရိကန်ကနေအီရန်ကိုတွားဆော်လိုက်တဲ့ဒီပေါင်3000အပြင်းနဲ့ B2 ပုံကျက်လေးနဲ့တွားဆော်လိုက်တဲ့အရာဒီဒီနေ့ချက်ချင်းစစ်စင်ရေးထဆင်နှွဲပြီးတော့လုပ်လို့ရတဲ့အရာမဟုတ်ဘူးเนาะလာပေါင်းနှစ်ပေါင်းတိစောက်ပြီးမှစီစဉ်ပြီးမှတတိယချက်ပြန်ချပြီးမှเนาะလုပ်လို့ရတဲ့စစ်စင်ရေးတစ်ခု ဲ့တော့ဒီလိုမျိုးစစ်စင်ရင်ဖြစ်လာတယ်ဆိုတော့ဒေါ်နယ်ထရန့်တက်လာတယ်ဟုတ်လားမလားအစ္စရေးဝန်ကြီးချုပ်เนี่ยဘလို့အဆက်ဆက်တယ်ဆိုတော့ဒါတွေကအစအတည်းကကလင်တာကြလုတ်ပြီးသားအရာတွေစီစဉ်ပြီးသားအရာတွေအဲ့တော့ဒါကြောင့်မို့လို့မြမရေးဆိုတာကကဘာကအာယုံဆိုင်မှုနေခဲ့တာအဲ့တော့လက်ရှိအချိန်ကတော့ကဘာကြီးနေတဲ့တတိယကဘာစစ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာ ပြောလို့ရတဲ့အနေထားမဟုတ်ဒါပေမဲ့သူ့အတူတတိယကမ္ဘာစစ်ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာအာဏာယူတွေမျိုးပြုတ်အောင်လို့ကျွန်တော်တို့တွေလုပ်နိုင်ဖို့တော့နံပါတ်1အရေးကြီးဆုံးပဲအဲ့တော့ကမ္ဘာကြီးကလည်းကမ္ဘာကြီးလုံလုံလုံနေလိမ့်မယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလုပ်လုပ်ဖို့လုပ်ဖို့လိုတယ်အခုထိပလက်ကဲစကမ်းမှာစစ်ကောင်စီတွေဘလို့ဖြစ်တယ်ဒီအောင်စရစစ်ကြောင်းကိုတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလမ်းကဘလို့စော်ခံထိတယ်ဒီဒီလေးကိုကျွန်တော်ဖတ်ပြပါမယ်နော် ကင်မျိုးသားစီယုံ KNU တမဟာ6နယ်မြေမြန်မာထိုင်းနယ်စပ်လက်ကျန်စခန်း၄ခုအနက်ထိပ်ပလက်ကဲထိပ်ကပလာတပ်စခန်းကိုယနေ့ညနေပိုင်းတွင်တိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်း KNU သတင်းမြစ်ကပြောတယ်ထိပ်ပလက်ကဲတပ်စခန်းကိုတော်လှန်ရေးတပ်များကတက်၍တိမ့်နိုင်ခဲ့ခြင်းဖြစ်ပြီးစစ်သားများမှထွက်ပြေးသွားသည်ဟုလည်း KNU သတင်းမြစ်ကပြောတယ်လူများတက်ရှင်တော့သူတို့ပြေးရတာပေါ့ကျွန်တော်တို့လူပြည်စခန်းတက်သိမ်းလို့ရပြီဟုသတင်းရင်းမြစ်ကပြောတယ် တိပလကေတသကံကြမိဖြစ်၍မြောင်းဒီမြို့တောင်ဘက်နယ်ဆက်တွင်ဥကယထသကံဝေါ်လီဘူဟာနှင့်တိတဲလေကာကင်းသကံတို့သာကြံတော့တယ်ကြံသကံများကိုလည်းမကြမိတိမ့်ပိုက်နိုင်မည်အလားအလာရှိသည်ဟု၎င်းကဆက်ပြောတယ်အခြားစည်ရေးတည်မြင့်တူကလည်းစကဆတွေကသကံကနေစုပ်ပြေးထွားတာထိုင်းဘက်ကိုပေါ့တော်လန်ရေးတပ်ဖွဲ့တွေကတော့သကံရတော့ပြီပြေးလာတဲ့စကဆတွေဒါပေမဲ့ထိုင်းဘက်တော့မရောက်သေးဘူးတော်လန်ရေးအဖွဲ့တွေကလိုက်ရှင်းနေတယ် မီလောက်မှာပါဒါပေမဲ့စက္ကစတွေကလည်းလမ်းတစ်လျှောက်မိုင်းတွေထားခဲ့တယ်ကြားတယ်သူတို့ကိုထိုင်းဘက်ကလည်းကြိုဆောင်နေတယ်တိရတယ်သူတို့မှာဒဏ်ရာရတဲ့လူတွေပါတော့တိတ်မရောက်နိုင်ဘူးဂူဒီတော့ရောက်တယ်မကြားသေးဘူးစကန်တိန်တိုက်ပွဲအကြောင်းပြောတယ်တတိယမြောက်ကရင်သတင်းမြစ်တူကလည်းထိပလက်ကက်စစ်ကောင်စီတပ်စခန်းတိမ်ပိုက်နိုင်မှုကိုအတီးပြုတ်ပြီးထုတ်ပြန်မဆုတ်တမ်းခံစစ်ထိပလက်ကက်စစ်ရေးစစ်စင်ရေးခြေကုပ်စခန်းဆိုင်ဖို့ပါစစ်ကောင်စီတပ်စခန်းမှတ်တမ်းတပ်ပုံကိုလည်းသတင်းရင်းမြစ်ကလူမှုကွန်ရက်၌ပေါ်ပြတယ် ကရင်ရဲဥဆောင်တီတော်လိုင်းပူပေါင်းတက်များဒီမေလ23ရက်နေ့တမဟာ6နဲ့မြေကရင်ပြည်နယ်မြောက်ဒီမြို့နယ်မြမထိုင်းနယ်စပ်ကြီးစစ်ပေါင်းစီဘလက်ဒိုတက်စကန်မေလ28ရက်နေ့ကနဲလီတက်စကန်မေလ29ရက်တွင်ရွှေအင်းမြိုင်တက်စကန်မေလ30ရက်နေ့ဘရင်နောင်စကန်နှင့်မော်ခီစကန်ဇွန်လ3ရက်တွင်တေဘောဘိုးတက်စကန်များကိုဆက်လက်သိမ်းယူတိုက်ပိုက်ခဲ့တိုက်ပိုက်ခဲ့တဲ့ရင်းစကန်များအနက်ဘလက်ဒိုကနဲလီနှင့်တေဘောဘိုးတက်စကန်များမှလက်နက်ခဲယံအများပြားတိုက်ပိုက်ရရှိသည် စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိနာခဲ့တယ်။နော်ဒီဒါကတော့ ठी ပလက်ကစခန်းကအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကွန်ကရစ်ဒီ ठी အခုလက်ရှိပြောပြသွားတဲ့စခန်းလေးကိုပိန်ပိုက်ခံရတဲ့နောက်မှာစစ်ကောင်စီတပ်ဟာအဒီအောင်စရာစစ်ကြောင်းဆိုပြီးတော့နော်စိုးဝင်းကိုတိုင်လာရောက်ဥဆောင်ဖွင့်လှစ်ခဲ့တဲ့စစ်ကြောင်းဟာဒီတောက်လျှောက်နေဆက်ကိုတက်လာတာစစ်ကိုပြီးပို့တယ်အဲ့ဒီစစ်ကိုပို့တဲ့အဖွဲ့ကိုလည်းပွဲစေးဝါတို့နဲ့ဒီ PD ရဲ့ပူးပေါင်းအဖွဲ့တွေက လမ်းကနေဝိုင်းပြေးထလိုက်တာဘလောက်ဤစိတ်ွားလဲဆိုတဲ့တည်င်းလေးတွေကျွန်တော်ဖတ်ပြပါမယ်။နေသမတ်တပ်ခန်းတွေဆက်ဆက်တိုက်လက်လို့ဆုံးရှုံးနေတဲ့စစ်ကောင်စီတပ်ကကောရင်မြို့ကိုခံစစ်တင်မှုစစ်ကူတွေပို့နေပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့မြေပြင် PDF စစ်တောင်းမှုနဲ့ကရင်စီရေးတည်င်းမြစ်ကပြောပါတယ်။ကော့ဂရိတ်မြောက်ပြည်အရှလမ်းပိုင်းနဲ့ကော့ဂရိတ်ကြုံတိုးလမ်းပိုင်းမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီးတော်လန်ရေးတပ်တွေကအတာရနေတယ်လို့လေကော့ဂရိတ်ဒေတာ PDF စစ်ကြောင်းမှုတူကပြောပါတယ် တောင်းချောက်ပွဲကောင်းနေတယ်နော်ဂျုံတိုးပက်ချမ်းမတွေ၄တိုင်း၅တိုင်းဘက်တွေပွဲကောင်းနေအင်အားတွေလည်းပို့တာမနေဘူးတို့တို့တွေအခုနောက်ပိုင်းမှာဒီဘက်တိမ်းမရနိုင်တော့ကွန်ကရစ်ဘက်ကိုခန့်စစ်ပြင်ဖို့ရအောင်ကြိုးပမ်းနေတာပေါ့အဲ့ဒါကြောင့်ဂျုံတိုးမျိုးကနေစစ်ကူပို့ဖို့စစ်ကြောင်းတွေထိုးနေတာလို့ PDF စစ်ကြောင်းမှူးတကပြောတယ်စစ်တပ်ဟာကွန်ကရစ်မျိုးကနေမြောက်ဒီမျိုးတွားရအာရှလမ်းပိုင်းကိုစစ်ကြောင်းထိုးမရတာကြောင့်ဂျုံတိုးမျိုးဘက်ကနေစစ်ကြောင်းထိုးနေလို့၎င်းကဆက်ပြောတယ် ဇွန်လ19ရက်ကကြုံတုံးမြို့ကနေစစ်ကြောင်းထိုးထွက်လာတဲ့တပ်မ40လီတပ်မ55ပူးပေါင်းစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာစစ်သား40ကျော်တည်ပြီးလက်နက်ခဲယမ်းတွေရခဲ့တယ်လို့ Lion Battalion စစ်ကြောင်းကပြောပါတယ်။ကြုံတုံးနံပါတ်မှာတိုက်ပွဲတွေလေတိုင်းတို့လိုဖြစ်နေပါတယ်လို့ Lion Battalion စစ်ကြောင်းကပြောပါတယ်။လက်တော်မှာ concrete ကြုံတုံးလမ်းပိုင်းက၄တိုင်၅တိုင်နဲ့ခုနှစ်တိုင်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေပြီးအာရှလမ်းပိုင်းကတော့နှွဲနဲ့တောနောင်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။ ဒါပြင်အောင်စရစစ်ကြောင်းရှိရအရှနန်းပိုင်းကိုလည်းနေရာဆောင်ပိတ်ဆို့ထားတယ်လို့ PDF စစ်ကြောင်းကပြောပါတယ်။ဒါပေမဲ့တိုက်ပွဲတွေအတွင်းနှစ်ဖက်ထိခိုက်မှုရှိပေမဲ့စစ်တပ်ကတေဆုံးထိခိုက်မှုပိုများတယ်လို့ဆိုပါတယ်။အောင်စရကအကုန်ငတ်ပြတ်နေပြီးအခုစနစ်တကြံမျိုးနဲ့တွန်းနေတာပေါ့ရိတ်ခရေရှည်မရှိရင်ဘာမှလုပ်မရဘူးကော့ကရိတ်နဲ့တွန်းတော်ကိုသူတို့တွန်းလာလို့မရဘူးလေ။ကော့ကရိတ်နဲ့တွန်းတော်ကြမ်းမှာပိတ်ဆို့ထားတာလို့ကရင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။ အာရှလမ်းပိုင်းပေါ်ကအောင်စရာစစ်ကြောင်းမှာအင်အား400လောက်ကျန်နေသေးတယ်လို့လည်း၎င်းကစက်ပြောပါတယ်။မြန်မာထိုင်းနယ်စပ်မြင်းအနီးကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကရကသက်စခန်းနဲ့ထီးကလပဲသက်စခန်းကိုကရင်မျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လူမျိုးရေးတပ်မတော် KNNA ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပြည်ရဲ့ပူးပေါင်းစစ်ကြောင်းတွေကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတယ်လို့ကရင်စစ်ရေးတရင်းကြီးကပြောပါတယ်။ ဥပ္ပယေသတ္တစကံကိုတော်လန်ရေးတက်တွေကဇွန်လ17ရက်မှာစတင်ပိတ်ဆို့ထားပြီးဒီကလပဲတက်စကံကိုပြီးခဲ့တဲ့ဇွန်လ9ရက်ကစတင်တိုက်ခိုက်နေပါတယ်။ KNN နဲ့တော်လန်ရေးတက်တွေဟာမြန်မာထိုင်းနယ်စပ်မြောက်ဒီမြို့တောင်ဘက်ကပလဒူကနယ်လီရွှေအင်းမြိုင်ဝါမီထဗရင်နောင်မော်ခီတေဘောဘုတက်စကံတွေကိုစတိုက်တိုက်ခိုက်တင်းယူထားပါတယ်။ဒါကြောင့်မြောက်ဒီမြို့တောင်ဘက်မြန်မာထိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဥပဒေကတက်စကံထိကလပဲစကံနဲ့ဝေါ်လီဗျူဟာနဲ့ တိတဲလဲကာကင်းစခန်းတို့ပဲကြံလာတော့တယ်။ဒါကတော့တော့ကြားနေစစ်ကြောင်းတွေဖြတ်တိုက်တာ။အဲ့တော့ဒီဒီနေ့ကတော့တိကလပဲစခန်းကိုတိတ်လိုက်တယ်ဆိုတော့လက်ရှိကြံတဲ့လေစခန်း၄ခုတွေကဒီ၃ခုပဲကြံတော့တယ်။နော်။အဲ့တော့လက်ရှိပြောမယ်ဆိုလို့ရှိရင်ဒီအနာရိတ်အကျန်းဖက်စစ်ကောင်စီဟာနော်။သူတို့ကဘယ်လိုပုံစံနဲ့တွားနေလဲဆိုတော့တီးသူကိုစစ်မှုထမ်းခိုင်းပြီးတော့အဲ့ဒီစစ်မှုထမ်းတွေကိုအရှိရကာပြီးတော့သူတို့ကစစ်စင်ရေးတွေပြုလုပ်နေတာဖြစ်တယ်။အခုလက်ရှိတနင်္လာနေ့တိုင်းမှာလည်းဒီ PDF တဲကိုဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများကြီးရှိပါတယ်အဲ့ဒီအများစုကတော့ကျွန်တော်စစ်မှုထမ်းဥပဒေနဲ့တော့ဝင်လာပြီးတော့ထွက်ပြေးလာတဲ့လူတွေပဲဖြစ်တယ်အဲ့တော့ဒါကိုကြီးကြီးအားဖြင့်အနာနိုင်အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဖို့အတွက်ဒီတီတူတွေကိုစစ်မှုထမ်းခိုင်းတယ်ပြီးလို့ရှိရင်အကြမ်းဖက်အလုပ်တွေကိုမလုပ်တဲ့လူတွေကိုရရဆက်ဆက်တုံ့ပြန်ခိုင်းတယ်။ဘလောက်ထိဆိုးလဲဆိုရင်ပြည်သူကိုချိုးချိုးတာတာတော့ကြောက်ွင့်မရှိဘူးလို့အမိတ်ပေးခဲ့တယ်။ ော်ဒီအကြောင်းကိုလည်းလင်းဝင်လာတဲ့စစ်သားတယောက်ကျွန်တော်ဗီဒီယိုအင်တာဗျူးထားတဲ့ file မှာအဲတင်ပြခဲ့ပြီးဖြစ်ပါတယ်နော်အဲ့တော့လက်ရှိအခုနောက်ပိုင်းမှာနောက်တစ်ခုရှိတာကနိုင်ငံရေးထိုးနှက်မှုတွေတော်တော်များများတွေ့လာတယ်ဒါကတော့ဒေါအောင်ဆန်းစုကြည်အပါအဝင် NLD ကိုပြိုကွဲအောင် NLD အင်အားတွေကိုအဲဒီဒေါဆနာမင်းတို့လိုဟာမျိုးကိုကြော်မျိုးမင်းကအင်တာဗျူးပြီးတော့အင်အားတွေပြိုကွဲအောင်ရှင်းရှင်းပြောရရင်တော့အဓိကကတော့စစ်တပ်ကလက်နက်နဲ့တိုက်လို့မနိုင်တော့ဘူးဆိုတော့သူတို့ကောင်းကောင်းထိပါဘူး ဒီပြည်သူကိုတို့လက်နဲ့နဲ့တိုက်လို့မနိုင်တော့ဘူးဘလောက်ပဲအကြမ်းဖက်ဖက်ပြည်သူကတို့အကြမ်းဖက်တဲ့တန်းကိုကြက်ကြက်ခံပြီးတော့ရအောင်ရင်ဆိုင်နိုင်နေဆိုတဲ့ကိစ္စကိုတို့ကောင်းကောင်းသိတဲ့နောက်မှာစစ်ကောင်စီရဲ့အခုတိုက်စစ်ကိုပြန်ပြောင်းလာတယ်ဒါကတော့ပါတယ်တွေးခွဲတက်ရှုတဲ့လူကိုပြောင်းလာတယ်เนาะအခုဒေါ်စန်းစုကြည်ရဲ့မွေးနေ့ရောက်ခံပြီးမှအားလုံးတိပဲဖြစ်တယ်เนาะတရားရုံးတွေက ော်စစ်ချက်ဗီဒီယိုဖိုင်တွေထွက်လာတယ်ဒေါ်ဆန်းစုကြည်တတိနာနေတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်အဲဒေါ်ဆန်းစုကြည်ပြောတဲ့စာတွေဆိုပြီးထွက်လာတယ်စတဲ့ဖြင့်ပြီးလို့ရှိရင်ဒေါ်ဆန်းနာမင်းတို့မျိုးဒီ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အကွယ်အပြင်းဗီဒီယိုဖိုင်တွေအင်တာဗျူးတွေကောင်းကောင်းထွက်လာတယ်ဒါတွေကနော်ရိုးရိုးတက်တာထွက်လာတာမဟုတ်ဒါတွေအားလုံးကနိုင်ငံရေးပဲဗျနော်သူတို့မထွက်လာခိုင်းရင်ဒါတွေထွက်လို့မရဘူးရှင်းရှင်းလေးပဲသူတို့ထွက်ခိုင်းရင်တော့ထွက်တာအဲ့တော့ကျော်မျိုးမင်းတို့ကောင်မျိုးက NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တယောက်ကိုဒီလိုအချိန်မှာအင်တာဗျူးလုပ်ပြီးဒီသူကိုပြတယ်ဆိုတော့ ကျွန်တော်စဉ်းစားကြည့်နေเนาะအဲ့တော့တခုဝင်နေဖြစ်တာကကျွန်တော်တို့ပြည်သူရဲ့အရေးအချင်းကဒီနေ့အချိန်ထိမကြွားဘူးအဲ့တော့ ADA လို့နေရာမျိုးမှာတို့တွေကြိုက်တယ်လို့လုပ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အခုဒီနေ့27မှာပြည်သူရဲ့အတွေးအခေါ်အမျှော်အမြင်เนาะနိုင်ငံရေးအတိဘဟုတုတ္တရဒါတွေကစာမတက်တဲ့ပြည်သူတယောက်တောင်မှအခြေခံအတိတရားတိနေအနေထားဖြစ်နေပြီဖြစ်တဲ့အတွက်တို့တွေလုပ်ချင်တိုင်းလုပ်လို့မရအဲ့တော့ဒီတော်လိုင်းရေးမှာကျွန်တော်တို့ကဘာကြီးကိုလည်းအားကိုးလို့မရဘူး เนาะအခုအမေရိကန်နဲ့အီရန်ဝင်စောလို့အမေကုလသမဂ္ဂကဆွေးနေတာလို့ကြောက်ကြတာလို့စသဖြင့်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 အဲ့တော့ကဘာကြီးကကျွန်တော်တို့အာကူညီဖို့ဆိုတာကမဖြစ်နိုင်ဘူး။ကုညီမဲ့ဆိုကြာပြီးကုညီလိုက်တာ။အာနာသိန်းနာလည်းဥပဒေမဲ့အာနာသိန်းနာတည်တယ်ဗျာ။ပြီးတော့အာနာသိန်းပြီးတော့လည်းပြည်သူကိုလက်နက်မရှိတဲ့ပြည်သူကိုလက်နက်နဲ့ရဲရဲစဲစဲအကြမ်းဖက်တာနဲ့သူတို့တည်တယ်ဗျာကဘာကြီးက။ပြီးလို့ရှိရင်လည်းရဲရဲစဲစဲအခုစစ်ရင်စစ်ရဆုံးမှုတွေကျူးလွန်နေတာနဲ့တည်တယ်။ဒါပေမဲ့လို့မကူညီကြလို့မကူညီတာ ဟုတ်ဒါပေမဲ့ကျွန်တော်တို့ဘက်အချမ်းကိုတော့တစ်ခုလောက်မှမားလိုက်နဲ့ချက်ချင်းထောက်မှာအစင်းသိရှိတယ်အဲ့တော့ကျွန်တော်တို့တွေတည်ရမှာကနံပါတ်1ကျွန်တော်တို့ခြေလမ်းမှန်မှန်ရှောက်ရမယ်နံပါတ်2အဲ sorry နံပါတ်1အရေးကြီးဆုံးကကျွန်တော်စီးလုံးကြီးရုပ်ကမယ်ကျွန်တော်တို့တွေးကွဲလို့မရအောင်စုံမျိုးဆိုရင်စုံမျိုးကိုပြက်ပြက်တားထုတ်နိုင်ရအောင်တော်လှန်ရေးမှာဘယ်သူလုပ်လဲကျွန်တော်ကိုယ်တိုင်လုပ်တာကျွန်တော်ဟာတော်လှန်ရေးကိုပျက်စီးမဲ့ထိခိုက်မဲ့တွေးကွဲမဲ့အရာကိုလုပ်နေတာကျွန်တော်လုပ်လို့ရှိရင်ကျွန်တော်ဆွဲထုတ်လိုက် အောက်ချစ်ပြည်သူအဆင့်တစ်ယောက်ကစာပြီးတော့အခုလိုမျိုး NLD တို့ထိပ်ပိုင်းကောင်းဆောင်တွေ PDF ထိပ်ပိုင်းကောင်းဆောင်တွေ NUG ထိပ်ပိုင်းကောင်းဆောင်တွေ CRP ထိပ်ပိုင်းကောင်းဆောင်တွေတိုင်းနာ EOS တွေအားလုံးဟာတော်လန်ရေးကိုတွေးပွဲမဲ့အလုပ်အားရော့မဲ့အလုပ်ရန်သူအကြိုက်အလုပ်တွေလုပ်လာမယ်ဆိုအဲဒါလို့စုံပြူကိုပြက်ပြက်တလာရွေးထုတ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေစီးလုံးညီညွတ်မှုတည်ဆောက်ပါမယ်နော်အခုဆိုရင်ဒီလိုမျိုးဖြစ်အောင်လို့နော်တစ်ချိန်ကအဖိုက်ရခိုင်နိုင်ငံထူထောင်မယ်လို့អော်ခဲ့ပြီးတော့ နော်တုပ်ပြည်သူကိုစီလုံးခဲ့တဲ့ဘုရုပ်ထုံးမြတ်နိုင်တော်မှာဒီနေ့အချိန်မှာစီလုံးညီညွတ်မှုကိုဘလောက်အလေးထားလို့ရခိုင်တော်နိုင်ရေးဟာရခိုင်ပြည်သူတွေအတွက်မဟုတ်ရခိုင်ပြည်နယ်အတွက်မဟုတ်တနိုင်ရလုံးအတွက်ဆိုတဲ့စကားကိုထွက်ပြောတာခင်ဗျားတို့သဘောပေါက်မှုလို့ထို့နည်းအတူပဲနော် KIO KIA ရဘုရုပ်ပွန်မော် AUG နဲ့အတူတူယက်တည်တာ KIO KIA တွေမဟုတ်ပါဘူးကချင်လူလူတရက်လုံးမှာယက်တည်နေပါလို့ထွက်ပြောတာအလကားထွက်ပြောတာမဟုတ် နော်ဘုရုပ်တာဘုံကျော်ကိုရက်ကအမေတော်ဆန်းစုကြည်မွေးတို့ထွက်ပြီးစုတောင်းပြလိုက်တယ် TNN တွေကအဲ့ဒါတွေကအလကားလုပ်ပြတာပေါ့နော်ပြီးလို့ရှိရင်ကိုရက်ကပြောလို့ချင်းချင်းအဖွဲတွေဟုတ်တယ်နော်ဒါတွေအဲ့ရအားလုံးကကရင်ညီအဖွဲတွေဒီဟာတွေအားလုံးဟာစီလုံးညီညွတ်မွေးကိုခေါင်းဆောင်တွေကတိဆောက်ပေးနေကြအရှိကလမ်းပြနေတာကျွန်တော်တို့ကအဲ့ဒီစီလုံးညီညွတ်နောက်မှာထက်ချက်မကွာလိုက်နေရကျွန်တော်တို့တွေစီလုံးညီညွတ်ဆိုတာနဲ့ရှစ်ဆက်ပြီးတွန်းနိုင်လို့ဆိုရင်ကိုရက်ကပြောလို့ချင်းလမ်းမှန်မှန်နဲ့ စည်းစည်းလုံးလုံးညီညီညာညာနဲ့ခြေလမ်းမှန်မှန်တွန်းနိုင်မယ်ဆိုရင်မင်းအောင်နိုင်ရမကြတော့ဂျိန်းနေနော်ဒါကြောင့်မို့လို့အားပြင်းတာခြေလမ်းမှန်မှန်ချက်တာတွေးပွဲမဲ့အလုပ်ဒီမလုပ်ကြနဲ့ကျွန်တော်တို့နိုင်နေပြီအခုကကျွန်တော်တို့နိုင်နေတာကြည့်လေကျွန်တော်တို့နိုင်သားမနိုင်သားဆိုတာရှင်းရှင်းလေးပဲနော်ကျွန်တော်ဗီဒီယိုဖိုင်တစ်ခု release လုပ်မယ်အမှတကောင်ပြောတာမင်းတို့ဗီဒီယိုထောက်ခံမှု ရှိလို့ရှိရင်လည်းကြားကြရမလို့ဘူးတဲ့ပြည်တွင်းမှာအခုအဲ့ဒီအနေကြိုက်လို့တောင်းအဲ့ဒီအနေဝက်ခွင့်ရှိလား ော်အောင်ဆန်းစုကြည်မွေးလေးရဲ့မှာကွက်ကိုပန်းပိုင်နေတော့ပန်းပိုင်ခွင့်ရှိတာအဲ့လိုလုတ်ခွင့်မရှိတဲ့ပြည်သူကိုအာမပေးဘူးလို့သူပြောတာကခြေလက်တွေတုပ်ပြီးတော့ဟာမင်းကောင်မရှင်နိုင်ပါဘူးကွာသူပြောတာပြောတဲ့ပါဇက်တွေရှက်ဖို့ကောင်းတာမဟုတ်တော့မလားအဲ့တော့ကျွန်တော် reaction တစ်ခုတိကျလောက်ပါအောင်မယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကကျွန်တော်တို့တွေဟာနိုင်နေတာပါဒါပေမဲ့ဘာလိုအပ်တာလဲပွဲသိမ့်ဖို့လိုအပ်နေတာကျွန်တော်နိုင်နေပြီဒါမင်းတို့တော်လိုက်နိုင်နေနိုင်နေပြီနိုင်နေမနေစဉ်းစားကြည့်အာနာ2027အာနာသိမ့်တဲ့ မြင်ငွေမျိုးအဲ့ဒီအချိန်မှာဖြစ်ပြက်နေတဲ့ရက်ွက်ထဲမှာစစ်သားရဲတွေနေနိုင်တဲ့ဘဝနဲ့အခုလက်ရှိ2025ထဲမှာဖြစ်နေတဲ့ဘဝနှစ်ခုပဲနှိုင်းယှဉ်လိုက်အဲ့ဒါနိုင်လားမနိုင်လားဆိုတာအဖြေပဲရှင်းရှင်းလေးပဲဒါပေမဲ့ဘာဖြစ်လို့လိုလဲပွဲသိမ့်ဖို့လိုအပ်နေတာအဲ့ဒီပွဲသိမ့်ဖို့စီးစီးလုံးလုံးညီညီညံ့ညံ့နဲ့ပွဲသိမ့်ရိုက်ချက်ကိုကျွန်တော်ရိုက်နိုင်ဖို့ပဲလိုအပ်ပါတယ် ကဲကိုစီတန်ဆက်ပြီးတော့ပေါ့ပရိသတ်ကျတော့အမြင်တုံးတချက်လေးတွေကိုကမှမရှိပြချပါနော်။ဟုတ်ပြီအဆုံးထိကျေးဇူးပြတဲ့သူရောက်စီတဲ့အရင်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့တဲ့လေးတွေနဲ့ပြန်ဆောင်ကြအောင်နော်။